တောင်အမေရိကတိုက်ကိုဥရောပသားတွေရောက်ရှိလာတဲ့အချိန်ကစပြီးအမေဆုံဟာဒန်နာယီဆန်ဆန်စွန့်စားမှုတွေနဲ့အတူပြင်းထန်နေခဲ့တာပဲဖြစ်ပါတယ်။အမေဆုံဟာပြင်းထန်မြင်မာတဲ့အန်ဒီယယ်တွေနဲ့ဝိုင်းပတ်နေတဲ့နေပယ်တစ်ခုဖြစ်ပြီးသူ့ရဲ့နာမည်အမေဆုံဆိုတာကတော့တစ်တော်ရဲ့ဘေးအန်ဒီယယ်တွေနဲ့စိုးရွားစွာကြုံတွေ့ရခဲ့ပြီးမှထွက်ပေါ်လာခဲ့တဲ့အမည်တစ်ခုပဲဖြစ်ပါတယ်။အမေဆုံမြင်ဝိုင်းရဲ့အရွယ်အစားနဲ့သူ့ရဲ့လျှို့ဝှက်စံကျင်မှုကဘာပေါ်ရှိဇီဝမျိုးစုံမျိုးကွဲမှုများတွေကမှ ကြောက်စရာအကောင်းဆုံးသွားသွားတတဝါများနဲ့ကြောက်မက်ဖွယ်ကောင်းတဲ့တတဝါတို့ရဲ့ကျဆားနေထိုင်ရာအလွန်အန္တရာယ်ပေါ်လွန်းတဲ့ဒေသဟာဆိုရင်တော့အမေဇုန်တော်ပဲဖြစ်ပါတယ်။အမေဇုန်ဟာစိတ်ပြင်းပြီးကြောက်မက်ဖွယ်ကောင်းတဲ့အန္တရာယ်ရှိမွေမျိုးစုံတို့ရဲ့နေအိမ်တဲဖြစ်ပါတယ်။အဲ့ဒီတဲကမှအစိမ်းရောင်အန်နာကွန်နာမွေဟာကြောက်စရာအကောင်းဆုံးဖြစ်ပြီးအရှည်ပေ30ကျော်နဲ့ပေါင်900ကျော်အလေးချိန်ရှိတဲ့ကမ္ဘာအကြီးဆုံးမွေကြီးပဲဖြစ်ပါတယ် သူတို့ဟာတားကောင်ရဲ့အရွယ်စားကိုမခွဲကြဘဲဝါးမြူတကြတယ်လို့အမေဆုံးမြစ်ထဲမှာပုံနေတကြပါတယ်။အမေဆုံးမြစ်ထဲမှာဆိုရင်တကယ်ငရှင်မဟုတ်ပဲငါအမျိုးအစားဖြစ်တဲ့ထိတ်လန့်စရာကောင်းတဲ့ငါတွေဟာသူတို့ရဲ့လျှက်စစ်ထုတ်တဲ့ဆဲတွေကတဆင်တအား600ဘူအထိထုတ်လွတ်နိုင်ပြီးပုံမှန်ပလက်ပေါက်ထဲကလျှက်စစ်တက်ထက်ငါစားပုံများပါတယ်။အမေဆုံးတော်ထဲမှာဆိုရင်ကပအကြီးဆုံးကင်းချေများတို့လည်းစက်စားကြပါတယ်။ အရှိ30စင်တီမီတာအထိကြီးထွားပြီး646ရောင်းထံမှနေပါဝင်တဲ့ဒီတရဝါတွေဟာတတော်မြေတစ်လျှောက်လှင်မြန်စွာပြေးလွှားနေကြပါတယ်။အမေဆုံးဟာကဘာပေါ်မှာအန်ဒီရဲ့အရှိဆုံးငမန်းလီရဲ့နေရာလည်းဖြစ်ပါတယ်။ဘူးရှက်လို့ခေါ်တဲ့ငမန်းမျိုးတရားဆိုရင်အရှိ17ဘေးအထိရှည်လျားပြီးပေါင်900နီးပါးရှိပါတယ်။ဒီငမန်းမျိုးဟာရန်လိုပြီးရေတိမ်ပိုင်းကိုနှစ်သက်တာကြောင့်လူသားများကိုကံယူရန်တိုက်ခိုက်မှုအများစုဟာသူ့ရဲ့လက်ချက်ပဲဖြစ်တယ်လို့သိရပါဗျ။ အမေဆုံတော်ထဲမှာရှိတဲ့ဒီလိုလှပတောက်ပြောင်တဲ့အစိတ်တင်ဖားတွေဟာမိုးသစ်တော်ထဲမှာမျက်စိကြတဲ့အကောင်းဆုံးတရဝါလေးတွေဖြစ်ပေမဲ့သူတို့ရဲ့အလှဆင်ကိုယ်တွေတွေကိုတော့သွားမကင်တင်ပါဘူး။ဖားလေးတွေကသူတို့ရဲ့ရေပြားမှတဆင့်ပြင်းထန်တဲ့အစိတ်ကိုထုတ်လွှတ်နိုင်ပြီးလူတစ်ယောက်ကိုမိနစ်ပိုင်းအတွင်းနှလုံးဖောက်စေနိုင်ပါတယ်။သူတို့ရဲ့အစိတ်ဟာလူသား၁၀ဦးအထိတတ်နိုင်လောက်အစွမ်းထက်ပါတယ်။အမေဆုံတော်ထဲမှာရှိတဲ့မျိုးဝေးတွေကအရှိတပေမှ၁၂ပေအထိကြီးထွားနိုင်ပြီး သူတို့အစွဲတွေမှာပြင်းထန်တဲ့အစိတ်တွေရှိပါတယ်။မိစုံမိုးတစ်တော်မှာတွေ့ရှိရတတ်တဲ့ငွေမျိုးသိပ်အချို့ဟာအတော်လေးကိုအစိတ်ပြင်းထန်ကြပြီး အစိတ်ရှိအင်းဆက်တွေငါးတွေနဲ့ငွေမျိုးစိတ်တွေအပြင်ကပအစိတ်ရှိဆုံးပင့်ကူမျိုးစိတ်ရဲ့65ရာခိုင်နှုန်းကျက်တစ်တွေဘလက်ခေးမန်းလို့ခေါ်တဲ့မိချောင်းတွေရဲ့ကျက်စားရနေရလည်းဖြစ်ပါတယ်။ strike note နဲ့ kurali လို့ခေါ်တဲ့နာမည်ဆိုးရှိတဲ့အစိတ်ပြင်းတဲ့အမိစုံဇာတိအပင်နှစ်ပင်ကိုလည်းတတိထားရအောင်မှာပဲဖြစ်ပါတယ်။ ဒီအပင်တွေရဲ့အစိမ်းဟာတင့်သွေးနဲ့ထိတွေ့တဲ့အခါမှာတက်ရှူကျက်ပြီးမူမေတာမျိုးကိုဖြစ်ပေါ်စေတတ်ပါတယ်။နောက်ဆုံးအနေနဲ့ဆိုရင်တော့ဒေသခံလူရိုင်းမျိုးနွယ်စုအချို့ဟာဆိုရင်အနေဆုံးမှာရှိနေသက်ဖြစ်ပြီးကဘာလက်ခီးသွားများလာရောက်လဲပတ်တဲ့ဒေသများနဲ့ဝေးကွာလာတဲ့နှဆိုင်ဆုံးနေရာများမှာနေထိုင်နေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်အမေဆုံးဟာအန်အောဖွဲ့တရဝါများအပိများစွာနဲ့ဒေသခံလူမျိုးစုတွေပြည့်နှက်နေကြပြီးကပအန်ရဲ့အများဆုံးတတော်ကြီးဖြစ်သတ်မှတ်ထားကြတာပဲဖြစ်ပါတယ်ခင်ဗျာ။